င်္ဂလာပါ Football Review ကနေပြန်လည်ကြိုးစားပါရစေ ဒီနေ့ကတော့တောက်ကြနေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့အထိတ်တန်းဒီပွဲစဉ်အားစုစုပေါင်း၃ပွဲရှိတယ်ပေါ့နော်အဲ့ဒီ၃ပွဲကိုဒီနေ့ဗီဒီယိုမှာချုပ်ပြီးတော့သုံးသပ်ပေးမယ်အဲ့တော့ပထမဆုံးတစ်ပွဲကတော့ဒီနေ့ည၂နာရီအစောပိုင်းမှာအစောဆုံးပွဲစဉ်အဖြစ်ကစားမဲ့ဒါမိုချန်ကလပ်ဘက်နဲ့မိန်အသင်းတို့ရဲ့အခြားမဲ့ဘွန်ဒက်လီဂါပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်နေအောင်မိန်အသင်းက level 5ပြရှုံပေါ့နော်ဒီကြိုင်5ပြရှုံမယ်ဆိုပြီးတော့ကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ဂိုးသွင်းပြ80ရမယ်ဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့ဒီအင်ရှင်ပြည့်တဲ့မိုချန်ကလပ်ဘက်ကိုကျွန်တော်ပြန်ကြည့်ရင်တို့ကလက်ရှိ ိမှာအင်ကွင်းညံ့နေတဲ့အသင်းပေါ့နော်ပြီးတော့ဒီတစ်ဖက်က main ကလည်းလက်ရှိမှာဖောင်ကောင်းနေတဲ့အသင်းဆိုတော့သူတို့အင်ကွင်းမှာအနိုင်ယူဖို့ဆိုတော့ခက်ခဲလိမ့်မလို့ထင်တယ် main အသင်းကကြတော့လေဒါဘွန်းလက်လီကဝေးကွင်းနောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်၃ပွဲလုံးနိုင်ရခဲ့တယ်ပြီးအဝေးကွင်းနောက်ဆုံး၁၂ပွဲမှာဆိုလို့ရှိရင်9ပွဲကဒါတွင်းကို3ခုအထိရောက်တွင်းတက်တာကိုတွေ့ရတယ်ဗောနော်ပြီးတော့ဘွန်ဒလီကနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်း main က ဒီသူရှုံးခဲ့ရတပွဲပဲရှိတယ်ဘောနောက်ပြီးတော့ထိတိုက်တွေ့ဆုံခဲ့ရနောက်ဆုံး၈ကြိမ်မှာဆိုလို့ရှိရင်၈ကြိမ်လုံး main အတင်ကကလပ်ဘက်ကိုမရှုံးအောင်ကစားထားတယ်အဲ့တော့ဒီပွဲမှာလည်း main အတင်နဲ့ကလပ်ဘက်ကိုမရှုံးအောင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်အဲ့ဒါကြောင့်ဒီတည်ရေကြရင်ငါပြပဲရှုံးမယ်ဆိုတော့ main ကိုကျွန်တော်ဒီနေ့ပွဲစဉ်တော့ပထမဆုံးရွေးချယ်မှုအနေနဲ့ main အတင်ကိုရွေးချယ်ပေးခြင်းနဲ့ဘောနောက်ပြီးတော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဂိုးပေါ့ဘောနောက်၃ဂိုးသွင်း80ရမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီပွဲမှာ5ရောက်ကြိုက်တယ်ဒီနှစ်သိန်းထိတဲ့တွေ့ဆုံရဲ့နောက်ဆုံး9ချိန်မှာ9ချိန်ရံတည်ရေကြခဲ့ပြီးတော့ နောက်ဆုံးထိလိုက်တွေ့ဆုံခဲ့တဲ့2ချိန်မှာလည်း2ချိန်လုံးက9ရောက်ခဲ့တယ်ဆိုတော့ဒီပွဲမှာလည်းတဲ့မောင်းတွင်းကိုနေလိမ့်မယ်လို့ထင်တယ်1 1 1လောက်ပြီးသွားလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့3ကိုတွင်း80ရရဆိုပေမဲ့လို့ကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါဒုတိယအမြောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကိုယ့်အကူရေးချေပေးခြင်းနဲ့ဗောဟုတ်ပြီတော့ဒီနေ့ဒီညရေဒါနောက်ထပ်ပွဲစဉ်ဒီပွဲဖြစ်တယ်ဒီနေ့ည2:35မှာကစားမယ်တူလုံးနဲ့မိုနာကိုအသင်းတို့ရဲ့ ဒါပြင်သစ်လီကိုဝန်ပွဲစဉ်ပါနော်အဲ့ပွဲစဉ်ကိုဒီနေ့ဗီဒီယိုမှာထပ်ပြီးတော့သုံးသပ်ပေးမယ်အဲ့တော့ဒီနေ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်နေမိုနာကိုက level 55ပြားရှုံးဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်တော့3ဂိုးသွင်းပြား90ရအောင်ဆိုပြီးတော့ကြီးထွက်တာတော့တွေ့ရတယ်အဲ့တော့မိုနာကိုသင်ကစားခဲ့တဲ့ဒါဒီ သူတို့ရဲ့ပြင်သစ်လီကူဝမ်နောက်ဆုံး6ဝဲကိုကျွန်တော်ပြန်ချင်း6ဝဲလုံးကနှစ်သင်းပေါင်းသွင်းကိုတုံးကိုထိရောက်ခဲ့တယ်ပေါ့နော်ပြီးတော့မိုနာကိုကသူတို့ရဲ့တိုက်စစ်ကအဝေးကွင်းနောက်ဆုံး4ဝဲမှာဆိုလို့ရှိရင်4ဝဲလုံး6ရောက်အောင်သွင်းခဲ့တယ်ဒါပေမဲ့လို့ခန်းစစ်ပိုင်းကလည်းအဲ့ဒီ4ဝဲမှာ4ဝဲလုံး6ကိုခွင့်ပြုပေးထားရတယ်ပေါ့နော်ပြီးတော့အင်ရှင်ဖြစ်တဲ့ဒူးလောကကျတော့ဒီသူတို့ကစားခဲ့တဲ့နောက်ဆုံး6ဝဲကိုကျွန်တော်ပြန်ချင်းသူတို့ကလင်းရှိရခဲ့တာ2ဝဲပဲရှိတယ်ကျန်တဲ့ရှစ်ပွဲလုံးမှာသူတို့ရဲ့ခန်းစစ်ပိုင်းကပေးဝေးတွေခွင့်ပြုပေးထားရတယ်ဗောနော်ပြီးတော့မိုနာကိုအသင်းကစားခဲ့ရတဲ့နောက်ဆုံ ကိုးပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းရှစ်ပွဲကအပြန်လည်သွင်းကိုလေးရှိခဲ့တယ်။ပြီးတော့ဒီအင်ဝင်းမှာပေါ့နော်ပြင်သိလီကူဝမ်ရဲ့အင်ဝင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒူးလောကဒီနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်၅ပွဲလုံးပေးကိုခွင့်ပြုပေးထားရတယ်။ပြီးတော့ဒီနှစ်သင်းရဲ့ထိထိုက်တွေ့ဆုံရဲ့နောက်ဆုံး၁၂ကြိမ်မှာဆိုလို့ရှိရင်လည်း၁၀ကြိမ်ကအပြန်လည်သွင်းကိုလေးရှိခဲ့တယ်။ Bolin to score အရဆိုလို့ရှိရင် yes ဖြစ်ခဲ့တယ်ပေါ့နော်။အဲ့တော့ဒီနှစ်သင်းရဲ့အချက်လက်တွေမှတ်တမ်းတွေကိုကျွန်တော်ပြောခဲ့တာယူတောက်လျှောက်ကြည့်ရင်ဒီပွဲကသွင်းကိုလေးများသွားနိုင်တယ်ပေါ့နော်ပြီးတော့မော်နာကိုကလည်းဝေးကွင်းနောက်ဆုံး6ပွဲစရိုက်ထိနိုင်ဝဲပြောင်းနေတဲ့အတင်း သူတို့ရဲ့တိုက်စစ်ပိုင်းကအားကောင်းနေဆိုပေမဲ့လို့လက်ရှိမှာသူတို့နိုင်ဝဲပြောင်းနေတော့ဒီဘွဲကိုချင်းနေပေါ့အနိုင်ရဖို့ပြင်ဆင်လာလိမ့်မယ်တူလောကလည်းအင်ဝဲမှာဆိုရှင်တွင်းကိုတွေပုံမှန်တွင်းနေရဲ့အတင်းဆိုတော့ဒီဘွဲမှာ2-1လောက်ကနေစပြီးကြည်ရလိမ့်မလို့ထင်တယ်အဲ့တော့3-9တွင်း50ရမယ်ဆိုရဲ့ဂျီဒီကူမှာကျွန်တော်ဒီနေ့ဗီဒီယိုမှာပထမဆုံးအဲဒီပွဲစဉ်အတွက်ဆိုလို့ရှင်တော့ရွေးချယ်မှုအနေနဲ့ဆိုလို့ရှင်ကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးခြင်းနဲ့ပေါ့ ဟုတ်ပြီလို့ဒီနေ့ရဲ့ဒီနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီနေ့ည2:00နာရီဆန်ကမှကစားမဲ့ကဂလီလာရီနဲ့အချီနိုဝါတို့ရဲ့အီတလီစီးရီးပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကဂလီလာရီအသင်းက level 25ပြားရှုံးဆိုပြီးတော့ကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်နှစ်ဂိုးသွင်းပြား5ပြားရှုံးပဲပေါ့နော် အဲ့တော့ဒီယာဒီကက်ကလီလာရီအသင်းရဲ့အီတလီစီးရီးပွဲစဉ်တွေမှာဆိုလို့ရှိရင်တပွဲပြင်းများသူတို့ကရမှတ်တမတ်လောက်တော့အနည်းဆုံးစူဆောင်းထားနိုင်တာကိုတွေ့ရတယ်။ပြီးတော့ဒီဂျီနိုအာရဲ့ဒီယာဒီဝေကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းပြင်းများရမှတ်အနေနဲ့ဆိုလို့ရှိရင်ဒီ1.15ပေါ့နော်။ဒီပြင်းများတမတ်လောက်တော့ဂျီနိုအာလည်းဝေကွင်းမှာဆိုရင်စူဆောင်းထားနိုင်တဲ့ခဲ့တာကိုတွေ့ရတယ်ပေါ့နော်။ပြီးတော့ဒီနေ့သင်းရဲ့ထိတဲ့တူဆောင်ရဲ့နောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်လည်း၃ချိန်ကတည်ကြထားတယ်အဲ့တော့ကျွန်တော်အားလည်းဒီဘွဲမှာတွင်းကိုကြီးနေပြီးတော့တည်ရလက်ထွက်လိမ့်မယ်လို့ထင်တယ်ဗောနော ီးတော့ဒီယာတီမှာဆိုလို့ရှိရင်ကက်ဒီရာရီအတင်းကသူတို့ရဲ့အိမ်ဝင်း14ပွဲမှာဆိုလို့ရှိရင်10ပွဲကအပြန်လန်တွင်းကိုတွေမရှိခဲ့ဘူးပြီးတော့ဂျီနိုအတင်းကစားခဲ့တဲ့ဒီ2024-2025ဘောလုံးယာတီရဲ့အဝေးကွင်းပွဲချင်းတွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းအဝေးကွင်း73ပွဲမှာ10ပွဲကအပြန်လန်တွင်းကိုတွေမရှိခဲ့ဘူးပေါ့နော်အဲ့တော့ယာကနုံးအဖြစ်တွက်ကြည့်မှာဆိုလို့ရှိရင်တော့ဒီကယ်လီလာရီအတင်းရဲ့ ဒါအိမ်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်အပြန်လည်အတွင်းကိုးတွေရှိခဲ့တာ43ရာခိုင်နှုန်းပေါ့နော်ပြီးတော့ဂျီနိုဝါရဲ့ ဒီအဝေးဝန်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းအပြန်လည်တွင်းကိုလေးရှိခဲ့တာရာခိုင်နှုန်းအဖြစ်38ရာခိုင်နှုန်းပေါ့နော်အဲ့တော့ဒီအပြန်လည်တွင်းကိုလေးကိုကျွန်တော်ပြန်ကြည့်ရင်တော့ဒီ90ရာခိုင်နှုန်းအောက်ကိုဒီနှစ်သိန်းလောက်ကရှိခဲ့တယ်ဆိုတော့ဒီပွဲမှာနှစ်သိန်းပေါင်းအပြန်လည်တွင်းကိုလေးရှိဖို့ဆိုတာကျွန်တော်အနေနဲ့မမျှော်လင့်ချင်ဘူးအဲ့တော့နှစ်ကိုတွင်းငါးပြားပဲရှုံးမယ်ဆိုပေမဲ့လို့ကျွန်တော်9ရောက်ကိုကြိုက်တယ်စီးစီးအလုံးလုံး1စီးအလောက်နဲ့ပြီးသွားလိမ့်မလို့ထင်တယ်ပေါ့နော်အဲ့တော့ဒီနေ့နောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်9ရောက်ကိုရွေးချယ်ပြီးခြင်းနဲ့ပေါ့